ဘုရားကြောင့်ဘာသာခင်ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ရွှေနှုတ်တော်ကစတင်ပြီးတော့မိန်လိုက်တဲ့စကားဟေးမင်းတို့ကိုမွေးပြင်လိုက်တဲ့မင်းတို့ရဲ့မိဘနှစ်ပါးသည်ငယ်စဉ်တောင်ကြီးဘဝလည်းနှလုံးပခုံး20လက်နဲ့သင်ဝဘတော်ကစီနစ်နဲ့လူဖြစ်အောင်ကျွေးမွေးဆောင်ရှောက်လာတဲ့အရွယ်ကလေးကအမေရင်ဝင်ထဲမှာနှုတ်ကြိုတွေတောက်ဆိုးနေတဲ့သားငယ်သမီးငယ်ကလေးကိုကြည်ရင်နဲ့ မင်းတို့ရဲ့အမိမျက်လုံးအိမ်မမျောလင်းချက်တည်းနဲ့အာရပါရရှင်မြူးနေခဲ့တယ်ဘယ်လိုများမျောလင်းရည်တည်ထားခဲ့သလဲဆိုရင်ငါတို့သည် လောကကြီးထဲမှာအထီးကျန်တဲ့မိသားစုဘဝကလွန်မြောက်လို့လာခဲ့ပြီး ငါရင်ဝင်ထဲမှာဟောဒီမှာနှိုးချိုလေးတောက်ဆိုးနေတဲ့ငါသားကြီးငါသမီးကြီးလောကကြီးအလဲငါတို့ရဲ့မိသားစုဘဝထဲမှာရောက်လို့လာခဲ့ပြီတဲ့ငါတို့ကအခုလိုချစ်ချစ်ခင်ခင်ရိုးရိုးရရမြဲမြဲနိုးနိုးနဲ့ပြုစုလှုပ်ကြွေးပေးနေသလိုပဲသင်္ခါရသဘောတရားအတိုင်းတနည်းနည်းတစ်ချိန်ချိန်မှာအိုမင်းရင်ရောလာမယ်ငါတို့ကလည်း တခါတခါမှတတိရိမခိုင်ထမိမနိုင်ပစိုးမနိုင်ကျင်ငယ်မနိုင်ကျင်ကြီးမနိုင် ဖြစ်တဲ့ဘဝကိုရောက်ရအောင်မှအေးအဲ့ဒီလောသတ္တိကြီးပြီးတော့တတိရိမခိုင်ထမိမနိုင်ပစိုးမနိုင်ကျင်ငယ်မနိုင်ကျင်ကြီးမနိုင်ဘဝများ ရောက်ခဲ့မယ်ဆိုရင်ဘာမှအားငယ်စရာမလိုဘူးတဲ့ဟောဒီငါရင်ဝင်ထဲမှာနှုတ်ကြိုရင်းအာရပါရသောက်ဆိုနေတယ်ငါသားကြီး ငါသမီးကြီးကငါတို့ကိုပြန်ပြီးတော့ပြုစုလုပ်ကြွေးပေးမှာတဲ့နိုးတိုက်နေတဲ့အမေရင်ထဲမှာလည်းမျောလင့်နေတယ်ဘိနာကအမေကိုအာပင်းနေတဲ့အဖေမျက်နှာကလည်းပြုံပြုံကြီးနဲ့မျောလင့်ခဲ့ဘူးပါတယ်တဲ့မြတ်စွာဘုရားကဒီစကားကိုမိန့်ညင်တာဟုတ်လား မင်းတို့ကိုငငယ်လေးတဲကကွာတဲ့노조တိုက်ကြွေးတဲကမင်းအဖေနဲ့မင်းအမေကမျောလင့်သွားတယ်ငါတို့ကဟောဒီမှာရိုးရပြုစုပင်းနေတယ်လို့ငါတို့အသက်ကြီးရင်လေငါသားကြီးငါသမီးကြီးကငါတို့ကိုပြန်ပြီးတော့ပြုစုလုပ်ကြွေးပေးမှလို့နံပါတ်1မျောလင့်ချက်အနေနဲ့မျောလင့်သွားတယ်တဲ့ပရိသတ်ကြီးမိဘနှစ်ပါးရဲ့ယင်လေးကမျောလင့်ချက်ကို မိဘနှစ်ပါးကတော့မပြောရဲ့လို့မပြောထွက်ခဲ့ပေမဲ့မြတ်စွာဘုရားကရွှေနှုတ်တော်ထွက်လို့မိန်ခဲ့ဘူးတဲ့ဒီတော့အာလုံးတို့သာသမိဖြစ်ကြတဲ့ဦးဇင်းတို့အပါဝင် အာလုံးဓမ္မဆွေတော်မျိုးတော်တွေအမေတို့အဖေတို့ကရင်ဝင်ထဲမှာနိုးတိုက်စင်ကားလာကြတဲ့ကမျောလင်းခဲ့တဲ့ဒီမျောလင်းချက်ငါသည်အမေနဲ့အဖေအပေါ်မှာဘလောက်များကြည်ခဲ့ပြီလဲတဲ့ ကိုကိုကိုရေရေကြီးပြန်ပြီးတော့သုံးသက်ကြည်စမ်းမှာကြည်ပြီလားစဉ်းစားတော့အမေတို့ကဟောဒီရင်ဝင်ထဲမှာလူကြိုတိုက်ကျွေးစဉ်ကာလကလေးကမျောလင့်သွားတာဒီသားကြီးဒီသမီးကြီးကြည်လာရင်ငါတို့ကလည်းအိုလာမှာငါတို့အိုလာရင်ငါတို့ကိုဟောဒီငါသားသမီးကပြန်ပြီးတော့လှုပ်ကျွေးဆောင်ရှောက်မှလို့မျောလင့်သွားတယ် အဲ့ဒီမျောလင်းရဲ့ကိုဘုရားကမိန်လိုက်တယ်ဒါစဉ်တို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေအိမ်မှာရှိနေတဲ့မိဘနှစ်ပါးမရှိတော့တဲ့မိဘနှစ်ပါးရဲ့အပေါ်မှာငါဘလောက်တာဝန်ကြည်လိုက်သလဲကျွေးမွေးမပြတ်တော့ငါဘလောက်များကြည်ပြွန်လိုက်သလဲလို့စဉ်းစားကြည့်စမ်းမကြည်သေးရင်မလုပ်ရဘူးကြည်အောင်ဆက်ရမယ်ကြည်သွားတယ်ဆိုတဲ့အဆင့်ကတော့ရောက်ဖို့လွယ်ပါမလား မလွယ်ဘူးပြိဿတချို့သာသမီးတွေရဲ့ဘဝမှာဝန်နေစရာကောင်းနေတဲ့စိတ်ဓာတ်တွေပေါ်နေကြတယ်အမေအဝဖေဦးတွေတတိမခိုင်တော့ဘူးကျင်ငယ်ချင်းကြီးမနိုင်တော့ဘူးအေးမိမိရဲ့အိမ်ပေါ်မှာမိမိရဲ့မျက်စိရှိမှမြင်နေပေမဲ့နှာခေါင်းလေးတရှုံရှုံနဲ့မလုံကျွေးမပြူးစိုးတဲ့သာသမီးတွေမြောင်များစွာရှိမနေဘူးလားကြည့်လိုက်စမ်းပြိတ္တ ဒီအချိန်ကြမှာတတိမခံလို့ကျင်ငယ်ကျင်ကြီးမနိုင်နဲ့အမေတို့အဖေတို့ဘဝကကိုကမြင်ရတာကိုတော်ကပြိသက်အမေရင်ဝင်ထဲမှာပါချခဲ့တဲ့ဤဤတွေစုထားမယ်ဆိုရင်နေပါမလားမိမိပေါက်ချခဲ့တဲ့ရှူရှူတွေများ စုထားမယ်ဆိုရင်ခါနံဘုံနေနဲ့တောင်တည်လို့ရမယ်ကဲအမေတို့အဖေတို့ရဲ့စိတ်ဓာတ်တွေကတော့အမလေးဒီလောက်ညစ်ပတ်တဲ့ကလေးသွားဟဲဆိုပြီးတော့များပြစ်ခဲ့မယ်ဆိုရင် ပြစ်ခဲ့တဲ့နှလုံးသားများမိဘနှစ်ပါးရဲ့ရင်ထဲမှာရှိမယ်ဆိုရင် ကိုယ့်ဘဝဟာလူဖြစ်ပါမလားဘလောက်ပင်သိုးပါစေဘလောက်ပင်နှွေပါစေကျင်ငယ်ချင်းကြီးဘယ်နှချိန်မဲပါချသွန်ကြပါစေငါသားလေးကရှိเสียငါသမီးလေးကရှိเสียငါသားလေးကချစ်เสียငါသမီးလေးကချစ်เสีย လို့ရင်ဝင်တဲ့ကသာသမီလေးကိုပျော်စရာလေးအဖြစ်နဲ့တော့အမေတို့အဖေတို့ကယူရပြီးတော့ကြွေးမွေးပေးခဲ့ရတာကို့အလဲကြမှာအမေနဲ့အဖေကိုယွန်စရာဆိုပြီးနှာခေါင်းရှုပ်နေအဲ့ဒီသာသမီအမွေခံထိုက်ပါမလားဒါဘုသူစကားလဲမင်းတို့မိဘနှစ်ပါးကမင်းတို့ကိုဟိုးငယ်ငယ်ကလေးတည်းကနှုတ်တိုက်ကလေးကမွေးပွားကလေးကမျော်လင့်ခဲ့တယ် ဒီမျောလင်းကျင်မင်းတို့ကြည်အောင်မဆိုင်ရင်မင်းတို့သည် အမွေခံထိုက်တဲ့သာသမီမဖြစ်နိုင်ပါ